စကင်တကောင်ကိုပိုင်လိုက်တာနဲ့ကျွန်တော်တို့တွေနောက်ထပ်စကင်၄កောင်ဒါမှမဟုတ်ရင်၅កောင်ထပ်ပြီးတော့ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်ရောဘာသာတို့ယူမှာလား freeway ရမှာပေါ့နော် diamond တွေပါညာလုံးဝတုံးရမလို့3စကင်တကောင်ရှိရနဲ့နောက်ထပ်စကင်၄កောင်ကိုလကားထက်ရအောင်မယ်ဗျအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ zoji gaming ရပါ ဒီနေ့မှာတော့ကျွန်တော်တို့တွေဆယ်လာပိုင်း24ရက်ဒီနေ့ဆို22ရက်ပေါ့နော်နောက်ထပ်2ရက်နေပြဆယ်လာပိုင်း24ရက်ရောက်ပြီဆိုလို့ရှိရင် second တကောင်ပိုင်တာနဲ့နောက်ထပ် second ၄ကောင် free ရမယ်အခွင့်အရေးရောက်ရှိလာပါပြီ Okay အဲ့ဒီ event ဘယ်လိုလဲဆိုတာကိုကျွန်တော်မပြောခင်ပေါ့နော်အရင်ဆုံးညကြီးတို့အနေနဲ့ giveaway လေး cancel လို့ရပါပြီအဲ့ဒါကြောင့်ဒီအပတ်ကကျွန်တော်ငွေကလေးပြောပူးကြပါတော့ဒီအပတ်အတွက်ကျွန်တော် YouTube မှာ giveaway လုပ်မပေးဘူးပေါ့နော်ဒါပေမဲ့ browser တို့မြင်တဲ့အတိုင်းပဲဒီ browser ကပေါ့နော် ညိုကီတို့ကိုသူ့မှာပိုးနေတဲ့ starlight တကယ်လေးပေးပါဆိုပြီးတော့ gateway ဖောက်ခိုင်းထားတယ်ပေါ့နော်အမေ okay အဲ့ဒီ starlight gate ကလည်းကျွန်တော်လက်ထဲကိုရောက်လာပြီအဲ့ဒါကြောင့်မို့အဲ့ဒီ brother ပြောထားတဲ့အတိုင်းပေါ့နော်ကျွန်တော်ဒီ video ရဲ့ comment အောင်မှာ brother တို့ရဲ့ game ID server ID ကိုပဲမန်းနော်တခြားဟာတွေရှောက်မမန်းနဲ့ဗျာတခြားဟာတွေရှောက်မန်းလို့တကယ်လို့ပေါက်သွားရင်လည်းကျွန်တော်ကပေးလို့ရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ game ID server ID တီးတန့်ပဲမန်း gateway ကိုပေါ့နော်တခြားဟာမန်းကျင်နောက်ထပ် comment တစ်ချောင်းနဲ့အစ်စ်ထပ်မန်းလို့ရတယ်ပေါ့နော် game ID server ID ကိုပဲမန်းခဲ့ အာကျွန်တော်23ရက်နေ့ညရောက်ရင်ကျွန်တော်မဲဖောက်ပေးမယ်ပေါ့နော်မဲဖောက်ပြီးတခါလေးတက်ပြီးတော့ follow up ပေးမယ်။ဘာပဲဖြစ်ဖြစ်ကို့မှာပိုးနေရလေဒါမျိုးပြန်ပြီးတော့ giveaway ပုံစံမျိုးလှူပေးရတော့ကျွန်တော်ကျေးဇူးတင်တယ်ပေါ့နော်။ Okay ကျွန်တော်ကတခါလေးတက်ပြီးတော့မဲဖောက်ပေးတယ်ဗျာ။မနေ့ပြန်ညရောက်ရင်မဲဖောက်ပေးမယ်။ Okay တော့ကျွန်တော် event အကြောင်းလေးထပ်သွားရမယ်ဗျာ။ event တော့တခြားမို့ကျွန်တော် dragon share ဆိုတဲ့ပုံစံမျိုးနဲ့လာတယ်ပေါ့နော်။သူကကြတော့ကျွန်တော်တို့တွေကိုပေါ့နော်။တော်တော် surprise ဖြစ်သွားစေရဲ့ဗျာ။ဘာလဲဆိုရင်ကျွန်တော်တို့အင်ကြီးအယောင်နဲ့ပြောင်းသွားတာနဲ့မဟုတ်ဘူးဗျာ။ စကင်ဖိုက်တွေပါအယောင်ပြောင်းသွားတယ်ပေါ့နော်ကျွန်တော်တို့ဒီ Okay အဲ့ဒီစကင်တကောင်ဘဲလားဆိုတော့မဟုတ်ဘူးပြတခြားဒီ season စကင်တွေပေါ့နော်ဒီ Eli စကင်တွေအစားကျွန်တော်တို့တွေဒီအင်ကြီးရတယ်ပေါ့နော် okay ညိုကိုအနေနဲ့ဒါလေးအရင်ဆုံးတစ်ချက် show ကြည့်လိုက်ပေါ့နော်ကျွန်တော်တို့ဒီမှာ collector skin တွေဆိုမီယာပါမယ် natalia ပါမယ်ဒီထက်မှာတော့ skin လေးកောင်လက်ကထည့်ရမယ်ပေါ့နော်အဲ့အပြင်အဲ့ဒီ skin တွေကကျွန်တော်တို့ collection point 900တန်တယ်ပေါ့နော် ျွန်တော် eBay skin တကောင်မှာ collection point 400ပဲရှိရဲ။ဒီ collector skin တကောင်ရဲ့ပေါ့နော်အင်ကြီး skin တစ်ခုက collection point 500တန်းတယ်။အင်ကြီး၄ခုလုံးရမှာဆိုလို့ရှိရင် collection point 2000ဗျာ။ကို့မှာ collector skin ရှိပြီးသားဆိုတော့2000အဆုံရင်ကျွန်တော် collection point က4000ဖြစ်နေ။ legend skin တကောင် collection point သာဖြစ်နေပြီဗျာ။တော်တော်မိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ Okay, Nada Dia collector လည်း browser ကိုဒီမှာရှိပြီးသားလို့ထင်ပါတယ်။ free pay ထားတာဆိုတော့လေ။ โอเคပြီးလို့ရှိရင်ကျွန်တော်ဒီ200ရန်ထဲမှာရောက်လို့ရင်ကျွန်တော်ဒီ Dragon Time ဝင်ပါမယ်ပေါ့နော်ဒါအပြင်ကျွန်တော်တခြား EP တွေလည်းပေါအောင်ပါလာအောင်ပါဘယ်လို average တွေလာမလို့တခြား EP တွေလည်းလာအောင်ပါဒီထဲမှာဆိုလဲ second ကပေါ့နော် skill effect တွေပါအကုန်ပြောင်းသွားတာအင်းကြီးရောင်းနေပြောင်းတာမဟုတ်ပဲနဲ့ပေါ့နော် even date တွေကတော့ကျွန်တော်ဒီမှာပြထားတယ်ဗျာ brother တို့ပဲတစ်ချက် show လိုက်ပေါ့နော် okay event မှာ mission လေးလုပ်ပြီးကျွန်တော်တို့အဲ့လိုမျိုး ျောက်တုံးလေးရောင်စုံကျောက်တုံးလေးစုရမှာပေါ့နော်။ Okay ရောင်စုံကျောက်တုံးလေးစုပြီးလို့ရှိရင်ကျွန်တော်အနီရောင်ဆိုလို့ရှိရင်ကျွန်တော်တို့အနီရောင်စကင်ရလိမ့်မယ်။တကယ်တော့ပန်းရောင်ဖြစ်သွားမှာပေါ့နော်။အစင်းရောင်ဆိုအစင်းရောင်ရမှာပြ။အပြားဆိုအပြားအဝါဆိုအဝါ။ okay အဲ့လိုမျိုး mission လေးပေါ့နော် live ပဲကျွန်တော်တို့ကြောက်တုံးလေးနဲ့ skin တွေကို exchange လုပ်လို့ရမှာဖြစ်တယ်ဗျာ okay အဲ့တော့ကြောင့်ကျွန်တော်တို့ skin တကောင်ပိုင်တာနဲ့နောက်ထပ် skin လေးကောင်မှ free ထက်ရအောင်ပါပေါ့နော်အဲ့ဒီ skin လေးကောင်လည်း browser ကိုမြင်နေတိုင်းမှာ collection point တွေကမနေမနှုတ်ပေးထားဘူး တွေ့လိမ့်မယ်ဒါညိုကူတို့မျက်မြင်ပဲပေါ့နော် collection point เนี่ยမနေဘူးဗျ900ဆိုတော့တော်တော်နေတဲ့ပမာဏမျိုး ebay skin ထက်တောင်ပိုပြီး collection point ကများနေသေးတယ်ပေါ့နော် okay ပြီးရင်ကျွန်တော် collection point 200လို့ရှိမှာဗျာအားကြောင့် ebay skin တွေပေါ့နော် dragon timer တွေက collection point 200ပေးမယ်အင်ကြီးတစ်ထဲလို့အင်ကြီးတစ်ထဲဆိုလို့ရှိရင်ပေါ့ဗျာအဲ့ဒါအပြင်ကျွန်တော်တို့ collection point 100 season second တွေအစပါတယ်ရင်ဆန်းရှိရဲ့ season second တွေပေါ့နော်ကျွန်တော်လာဘူးလာဘူးရဲ့ကျွန်တော် season second နေပြအဲ့လက်ဘူးလက်ဘူးရဲ့ season second ဆိုလဲတော်တော်များများမှာရှိမယ်လို့ထင်တယ် free ပေးတာဆိုတော့ဗောလေ โอเคပြီးလို့ရှင် Eli skin လေးတော်တော်များများလဲပါလေးရေပေါ့เนาะโอเคကျွန်တော်တို့တွေ gain နဲ့မှာပေါ့เนาะကျွန်တော် scale effect ၄မျိုးကိုပါတခါလဲခန်းစားလို့ရမယ်ဗျာမိုက်တယ်ဗျ skin တကောင်နဲ့ ਨੇ scale effect ၅မျိုးပြောလို့ရတယ်ပေါ့เนาะဒီအင်းကြီးက၄ခု ਨੇ ကျွန်တော်ဒီပုံမှန် skin အတိုင်းအတခု ਨੇ ဆိုတော့၅ခုခန်းစားလို့ရမယ်ဒါအပြင်ကျွန်တော်နောက်ထပ် update အသစ်ထပ်လုပ်နေရပေါ့เนาะနောက်ထပ်အင်းကြီးအယောင်အသစ်တွေထပ်ထုတ်မယ်ဆိုပြီးတော့ဒီ official မှာပဲတခါလဲပြထားရယ်เนาะ advance ပါ official မှာတခါလဲပြထားပြီးစားအာတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ဗျာ โอเคကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗျအားလုံးဆုံးနေကြည့်ရှုပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်ဗျ